်ကျွန်းရဲလမ်းစုံကျွန်းရဲလမ်းစုံပေါ့နော်ကျွန်းရဲလမ်းစုံလို့ပါတော့ကျွန်တော်တို့ PDF တွေလိုက်ရှာနေ PDF တွေမတွေ့ဘူးခုကျွန်တော်တို့အပြန်ကြရင်တော့ကျွန်တော်တို့ကမုံရွာရဲ့အခြေအနေကိုမုံရွာနဲ့မန္တလေးလမ်းပေါ့နော်မန္တလေးလမ်းရဲ့အခြေအနေကိုသိချင်လို့ကျွန်တော်တို့အောက်ကနေသွားမယ်နော်အောက်ကကားလမ်းနဲ့သွားမယ်လေနဲ့မဟုတ်တော့ဘူးဒါပေမဲ့တခုနော်တခုက ောင်းလန်းတွေသွားမယ်ဒါပေမဲ့ကျွန်တော်တို့ကြီကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့စစ်ဆေးတာရှိတယ်အဲကြီကြီကြီကာကားတွေပေါ့နော်အဲကြီကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ကြီကာကားတွေသွားမယ်ဆိုတော့ကျွန်တော်ကမြေပြင်ရဲ့အခြေအနေကိုသိကျင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေးမုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်ကြီးပေါ့ဗျာနောက်ဆုံးအခြေအနေကြီးကိုကျွန်တော်တို့အဲ့ဒီမုံရွာနေပြီးတော့မှအခုနော်ဒီအနောက်မြောက်တိုင်းစရတ်နန်းကျောက်ကနေမန္တလေးအထိကိုကျွန်တော်တို့ကြီကာကားတွေသွားမယ် ။နောက်ကြီးကားကိုင်းနဲ့သွားမယ်။တပုံဘယ်နေရာမှာရှိတယ်ဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်။ယူပြီးတော့ကျွန်တော်တို့သွားမယ်။ PDF တွေစောင့်ရင်လည်းစောင့်နေ။အဲမင်းတို့ငါတို့မြင်တော့ဟိုပီဒီအမ်အန်တော့ငါတို့တိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုဟာပေါ့နော်ဂျိုလဲပေါ့ရင်ပေါ့နေမှာအမီလဲပေါ့ရင်ပေါ့နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အလွယ်တကူမင်းတို့တိနိုင်မှာပါနော်အဲ့တော့ကျွန်တော်တို့မုံရွာကနေမန္တလေးကိုအဲကြီကာကားနဲ့သွားမှာ ။သွားမှာသွားကြည့်မယ်။တို့ဘုံခွဲရင်တော့ခွဲပေါ်ဗျာမတက်နိုင်ဘူးအဲ့တော့အဲ့တော့ဇာတ်တည်တဲ့တည်ပေါ့မမဟုတ်လား။တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လို့တာဒါပေမဲ့ဘုံရွာမျိုးပေါ်မှာကတော့နောက်ပြောတိုင်းစစ်တမ်းနဲ့ကျတိုင်းမူကြီးနဲ့အဲအစိုးရပေါ့နော်ဒီဟိုစကိုင်းစကိုင်းတိုင်းဝန်ကြီးချုပ်ပေါ့နော်အဘဦးမြတ်ကျော်ပေါ့နော်ဦးမြတ်ကျော်တို့ရဲ့အဲရင်ဝင်ရေးခုလုံရတာအေဂျင့်နဲ့မုံရွာကနေပြန်အောင်မပြန်ချင်ဘူးမုံရွာကဌာနဆိုင်ရာတွေအားလုံးကို ပြည်သူလူထုတွေအားလုံးကနှွေးထွေးတယ်ကျွန်တော်တို့ဒီမိုးရွာမှာရှိတဲ့မင်္ဂလာကံဆိုတာရှိတယ်เนาะကျွန်တော်တို့ကစုံလာပြေးနေဟာကျွန်တော်ဟိုနေ့ကပြောခဲ့တယ်ဟိုရွှေလေးကိုဆရာတော်ဘုရားကြီးကမိန်တာပေါ့เนาะဒီเนาะအနောက်ဘက်တိုင်းစစ်တပ်နန်းကျုပ်ထဲမှာရှိတဲ့ညောင်မယ်က82ပြည်လုံးပဲ82ပြည်ရှိတယ်เนาะ82ပြည်ရှိတယ်အဲ့ဒီရဲ့ညောင်မကြီးကမဟာဗောဓိမြံညောင်မကြီးကသူကဖျားပွင့်လာတဲ့ညောင်ပင်နဲ့ညီနောင်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတက်မတော်အတွင်းထဲမှာရှိတော့လူသူရောက်ပေါက်နေပါတော့ကြတော့ သူကသူဒီမော်လီညောင်မင်းကဖះမပွင့်မဲနဲ့ဘောတော့သူ့ရဲ့ညီနောင်အဖះပွင့်သွားတာဆိုတော့အဲ့ဒီလင်းကိုရွှေလင်းကိုဆရာတော်ဖះကြီးကမိန့်ထားတာရှိတယ်နော်အဲ့တော့အဲ့ဒီကနေပြီးကျွန်တော်မင်္ဂလာကန်းဆိုပြီးတော့မင်္ဂလာကန်းဆိုတော့အခုနောက်မြောက်တိုင်းစတန်နယ်တို့တိုင်းဘူးဘုချုပ်မျိုးမင်းတွေးပေါ့နော်ဘုချုပ်မျိုးမင်းတွေးရောက်မှအဲ့ကန်ပေါင်းပေါ်မှာမီးလာရေးဆင်ပေးထားတယ်အဲကွန်ကရစ်လမ်းလေးတွေခင်ပေးထားတယ်အောက်မှာတော့ခြာပန်းတွေနဲ့အလယ်မှာအမှန်ဟိုကျွန်တော်တို့ရှီဦးဟိုဟာလားရှီဦးပါကုတ်တာရှီဦးပါကုတ်တာ ဟိုဟာဖျားပေါ့နော်ဟိုဟာရှင်ဘဂုတ်တဟိုဟာ ਨੇ ကျွန်တော်တို့အဲ့မှာလောက်ထားတယ်အဲ့မှာတော်တော်လေးလေးတာယာတွေအေဂျင့်တွေပေါ့နော်အေဂျင့်တွေအဲ့မှာမီးတွေမှာလည်းတစ်ပင်လာကြတာလည်းတိုင်းမူရလည်းအဲတော်တော်ကိုဒီစကိုင်းတိုင်းအတွက်